ကလေးပံပြောသူတော်လန်ကလေးကားရောအလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ share ပေါ် YouTube channel လေးရနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ကလေးကားရောကိုပြန်လဲမျက်ဝေပေးသွားချင်တာလေးကတော့ဆရာဒေါက်တာပြောတီဟာအရှိသားထားတဲ့ဆောင်းပါလီတဘောပဲဖြစ်ပါရခင်ဗျာဆောင်းပါလီကိုပြန်လဲမျက်ဝေဖတ်ရှုပြန်ပြပါလို့ဆရာကိုကျွန်တော်မေတ္တာရေခံ ခွင့်ပန်ပါရခင်ဗျာရှင်းနေလို့မရတဲ့ဘဝတွေမူဒီရဲ့ပိုင်းအညာဘာပြည်သူတချို့ကိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဟောပြောမှုတွေတွေလုပ်ဖြစ်တယ်။အဲ့ဒီမှာမိကွန်းလေးတွေမိတယ်။ဒီအခက်ခဲတွေအခြေအနေတွေကနေလွန်မြောက်အောင်ကြိုးစားနိုင်တယ်လို့ကိုယ့်ကိုယုံကြည်မှုရှိလားဆိုရင်မိကွန်းလေးပါတယ်။တော်တော်များများဖြေကြတာရှိတယ်တဲ့ ြည်လိုက်တော့မကြာခဏစစ်ကြောင်းထိုးခံနေရတဲ့ရွာတွေလက်နဲ့ချီနဲ့ထိုးခံနေရတဲ့ရွာတွေဖုန်းလိုင်းအင်တာနက်လိုင်းမမီးလို့ဆိုင်ပါလာသုံးနေရသူတွေနေ့စဉ်စားဝတ်နေရဲ့အသက်ရှင်ရေးကိုတောင်မှနှောက်ကြောလုံးလုံးနဲ့လုံလုံးမရတဲ့သူတွေရှစ်တဲ့ခင်တဲ့သူတယောက်အပြင်သွားလို့တော်တော်နဲ့မှ ပြန်လာလို့ရှင်တကူးကူးများဖြစ်နေပြီလားဆိုရပြီးတော့စိုးရင်နေရတဲ့သူတွေတလောက်ခက်ခဲနေတဲ့ခြေနေမှာတောင်မှတလောက်ယုံကြည်မှုယုံကြည်စိတ်ရှိတယ်ဆိုတာက ဘာကြောင့်တလူဖြေတာလဲလို့စံမိလိုက်တယ်။ရှင်းရှင်းကလေးပဲဖြေသွားတာ။ရက်နေလို့မှမရတာဆရာ တောင်သူကတောင်သူအလုပ်လုပ်ရမှာပဲ။ចောင်းသားကလည်းចောင်းသားလုံးလုပ်ရမှာပဲ။နောက်ចောင်းပြန်လဲလို့မရဘူးလေ။အဲ့ဒါအကြောင်းပါတဲ့။ဆက်သွားနေသေးရတော့ပန်းနိုင်တွေ့မှာပဲလို့ပြောပြောအယုံကြည်ထားတဲ့သဘော။ကိုတော်ပြန်အားတက်သွားတယ်။ဒီအသွေးလေးကလေတိတ်ကူမှမောင်မိုက်နေတဲ့ကာလာမျိုးမှတကယ်ကိုအလုံးဖြစ်တာနော်။ ပင်မန်းလို့ဆိုရပြီးတော့ရက်လိုက်တော့လေကိုရက်လိုက်တာပဲရှိမယ်လीပြဿနာတွေကပြေလည်သွားတာမှမဟုတ်တာလမ်းလျှော့လိုက်ရင်လည်းကိုတယောက်ယော့သွားတာပဲရှိမှာအနာအစာအပြက်အစီးတွေကအရင်လိုအကောင်းတိုင်းပြန်ဖြစ်တော့မှာမဟုတ်စိတ်တက်ကြရဲဆိုတာကတော့လူတိုင်းဘဝမှာတော့တခါတလေဖြစ်တတ်ကြအကြီးပါပဲအလောက်ချင်းခံကျင်စိတ်မရှိတော့ဘူးစူးစားလို့စိတ်မရှိတော့ဘူးဘလောက်လုံးလုံးထူးလာမယ်အရာထင်လာမယ်လို့မထင်တော့ဘူးတကယ်တော့အဲ့ဒါပြဿနာမဟုတ်ဘူး ကျသွားတဲ့စိတ်ကိုကောက်မတင်တာမှ ပြဿနာပဲပြင်းမှန်းနေလို့ရှိရင်ခဏနားလိုက် ပြီးရင်တော့ဆက်သွားမောလိုက်ခဏအမောပြေးလိုက်ပြီးရင်ဆက်သွားဒါကဘဝပဲလှုပ်ရှားရှိနေတာကတော့လောရမှာပဲ drama triangle ဆိုတာလေးကြားဖို့ကြားမယ်ထင်ပါတယ်ကိုယ့်ကိုသားကောင်လို့သဘောထားတာအခက်အခဲတွေကိုပြိနေသူလို့မြင်တာပြီးတော့ကဲတင်ရှင်ရှာတယ်အဲ့ဒီစာကိုကိုကိုတာဝန်ယူတဲ့သဘောထားလိုအပ်တယ် ဒါဆိုအခက်ခဲတွေကိုလည်းစိန်ခေါ်မှုလို့ပဲမြင်သွားတော့မယ်။ကဲတင်ရှင်မရှိရင်တော့မှနီးပြီးလမ်းပြလှုပ်ပေးမဲ့သူအားပဲလိုတော့တယ်။လမ်းမဲ့ပြကျန်တော်တော့ကိုယ့်အကူဆက်လုပ်မယ်။ဒါကတော့ empowerment dynamic လို့ခေါ်တယ်။အသွေးတွေရှုမြင်ပုံတွေကိုပြောင်းလိုက်တဲ့သဘောပါပဲ။ အဲ့ဒါပြောင်းလဲသွားတာနဲ့စိတ်အခြေအနေတွေကလည်းပြောင်းလဲသွားတယ်။ပြဿနာကိုရင်းဆိုင်ပုံဖြေရှင်းပုံတွေအပါပြောင်းလဲသွားတယ်။ဒါကြောင့်လယ်ချမ်းဖက်ခံရတဲ့သူကို victim လို့မသုံးတော့ဘဲနဲ့ survivor လို့တတိထားပြီးတော့သုံးကြတော့တာ။ victim ဆိုတာစကားလုံးကကျတော့ပြုသည်မြနှုတ်ရတယ်ဆိုတဲ့အတဲပဲကိုဆောင်းတယ်။ survivor ကျတော့ကျတော့ဒါလောက်ဆိုးရွားတဲ့အဖြစ်ပြက်ကြီးကိုကြုံရတာတောင်းမှရှင်တန်နိုင်တဲ့သူလို့ခံစားရစေတာကိုငင်းငယ်ကရခဲ့တဲ့ ငယ်ဘဝကနေရခဲ့တဲ့စိတ်တန်ရာတွေနဲ့ပတ်သက်ရင်လည်းဒီတိုင်းပါပဲဒလိုတန်ရာတွေရှိကြလို့ဒလိုဖြစ်နေရတယ်ဆိုတာကိုနားလည်ပြဖို့လိုအပ်ပေမဲ့အခါခတ်သိမ်းထားဖို့ပဲအကြောင်းပြနေလို့တော့မရဘူးလေကိုကကိုယ်နဲ့ရုံထွက်နိုင်အောင်ကြိုးစားဖို့လိုတယ်ကိုကိုကိုယ်လည်းတာဝန်ယူဖို့လိုတယ်ဒီတန်ရာတွေကနေပြီးတော့သားကောင်တစ်ခွဲမြင်မထားဖို့ပေါ့ ကိုယ်ဒုက္ခပဲကြီးတာမဟုတ်ပါဘူးစိတ်အဆင်မပြေနေတဲ့အချိန်တော့ဒီလိုမြင်တတ်ကြတာသဘာဝပါပဲဒါပေမဲ့ကိုယ့်ကိုယ်ကိုဘူပြူစဉ်းစားနေရတာနေပြီးတော့အပြင်းလုံးထွက်ကြည့်လိုက်ပါအခြားသူတွေလည်းဆိုင်ရာဆိုင်ရာကိုပိုင်းတိုက်ပွဲတွေကိုရင်ဆိုင်ဆင်နွှဲနေရတာကိုတွေ့ရပါလိမ့်မယ်။မျိုးလင်းချက်နဲ့ပတ်သက်တဲ့စကားတစ်ခုကိုတော့မကြာခဏလဲရှင်းဘူးတယ် အာလူတွေကိုမျောလင့်ချက်ကင်းမဲ့စေတာကဆင်းရဲဒုက္ခတွေမဟုတ်ဘူးအဲ့ဒီဆင်းရဲဒုက္ခတွေကနေလုံမြောက်အောင်ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့အတ္တိရတာမျောလင့်ချက်ကိုကင်းမဲ့စေတာတဲ့စဉ်းစားကြည့်စီးပွားရေးအဆင်မပြေတာလူတွေတတ်သေးကြလားလင်ကျက်ဖက်ခံရတာရောတတ်သေးကြလားအိမ်တော်ပြိုကွဲသွားတာရောတတ်သေးကြလားတချို့လူတွေကရှိစက်ကြတယ်တချို့ကတော့လက်လျှော့သွားတယ်ဘာကွာတာလဲငါဒီချင်းတွေကိုလုံမြောက်အောင်လုပ်နိုင်သေးတယ်ဆိုတဲ့အတွင်းနဲ့ ဟာမလွန်မြောက်နိုင်တော့ပါဘူးကွာဆိုတဲ့အတွေ့နဲ့ကွာသွားကြတာတဦးစီရဲ့ဖြတ်တန်းနေရတဲ့အချိန်တွေဘေးပတ်ဝန်းကျင်ရဲ့စာနာနားလည်မှုတွေစသဖြင့်အချောင်းပါအချောင်းအချောင်းချက်ပေါင်းများစွာအပေါ်မှာပဲမူတည်နေတယ်ကဲအဲ့ဒီထဲကတကူကတော့ကိုကိုကိုဒုက္ခအောင်မှာအကြီးလိုမျိုးကြော်မရတဲ့တောင်းရင်တကူလို့ကိုတယောက်ပဲလူတွေခံစားကြုံတွေ့နေရတဲ့မျိုးသဘောမထားဘူးပဲ။ ဒါကိုအနည်းနဲ့အများကိုတော့ဒုက္ခတွေကိုကျော်လွန်နိုင်သေးတယ်ဆိုတဲ့ယုံကြည်စိတ်ကလေးရှာလာမယ်ဖြစ်နိုင်သေးတယ်လို့ထင်လာမယ်ရှင်တန်စရာတွေမျောလင်းချက်တွေကလည်းခပ်ပြပြလေးတော့ဖြစ်နေအောင်တော့ရှိလာပါလိမ့်မယ်တောက်ချက်ဖြူတီယာ94ရဲ့ခွင်လေလားနတ်ထာ95ဟုတ်ကဲ့ဒါလီကတော့ဆရာထွတ်ထွဖြိုးတရား ရေးသားပေးထားတဲ့ရန်နေလို့မရတဲ့ worry မို့ဆိုတဲ့ motivation ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးတော့ live ပါနာစင် clip ပေးကြတဲ့ dollar click ကတုံးတောင်ချင်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပံပြို့သူ dollar click ကတော့အလုံးပဲတဘာဝကြားချည်ရဲ့ဘေးအန္တရာယ်အဆိုးတွေအာနာရှူတဲ့ passive မိစ္ဆာကောင်ရဲ့အန်တရယ်လက်သွေးရနေပြီးတော့ လွတ်ကင်းနိုင်ကြပါစေခမရရှက်နေလို့မရတဲ့ဘွားတွေမို့တယောက်နဲ့တယောက်အားပေးကူညီဖေးမရင်နဲ့အိမ်ကိုပြန်မဲ့ရှေးစံလန်းခရီးချမ်းကိုစံတက်လိုက်ကြစို့ဗျာကလေးပံပြို့သူတော်လိုင်းကလစ်အားရောအလုံးပဲမင်္ဂလာပါခင်ဗျာတော်လိုင်း YouTube channel လေးဖြစ်တဲ့ Share for YouTube channel လေးရနေပြီတော့ တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရယ်ခင်ဗျာကျွန်တော်ဒီနေ့ clever တို့ကိုပြန်လဲမြောက်လို့ပြီးသွားချင်တာလေးကတော့ဆေယောဒေါက်တာပြိုတီဟာရှင်းသားထားတဲ့စောင်းပါလေးတစ်ပုဒ်ပဲဖြစ်ပါရယ်ခင်ဗျာဒီစောင်းပါလေးကိုပြန်လဲပြီးတော့ဘတ်ရှုမြောက်ဝင်ပြူပါလို့ဆရာကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါရယ်ခင်ဗျာပြောင်းလဲသွားတဲ့ဘဝအခြေအနေ တိုးလာခဲ့တဲ့ကိုချင်းစာတရားအခုလက်ရှိကျွန်တော်ဘဝကိုဂျင်းနလာလို့မေးရင်ဂျင်းနတယ်ပဲဖြစ်မယ်အချင်းတွေကိုနောက်ပြန်စုပ်ပေးမယ်မင်းရွေးချယ်မှုကိုပြောင်းမလားလို့မေးရင်လေဒီရွေးချယ်မှုပဲကျွန်တော်ထပ်လုပ်မယ်တိုးတော့ထိခိုက်မှုတွေမရှိဘူးလားမင်းရင်တော့ရှိတာပါပဲဘဝကိုလည်းထိခိုက်တယ်အနာဂတ်ကိုလည်းထိခိုက်တယ်စိတ်တွေလည်း ထိကြိုက်တယ်။အရန်ပန်ရန်ခါငါသူများတွေထက်နောက်ချကြံနေခဲ့ပြီလားလို့နှိုင်းရှင်မိတယ်။ကိုရဲ့မရေရာတဲ့အနာဂတ်ရဲ့ကိုနဲ့တတူရွယ်တူတွေအဆင်ပြေနေတာမြင်ရတဲ့ချေရဲ့ပေါင်းလိုက်တဲ့ခါမျိုးမှာအဲ့ဒီအသွေးတွေဝင်တက်တယ်။အရင်ကတော့ကိုယ်တိုင်လည်းကြွားခဲ့မှုပါတယ်။စောက်တွေကတော့ဘလောက်ရောင်းလာတယ်။ follower ဘလောက်ဖြစ်သွားပြီးပွဲကိုလူပနေရောက်လာစသဖြင့်ပေါ့ တမင်ကြွားပါလို့စိတ်နဲ့တင်ခဲ့ရတော့မဟုတ်ပါဘူးကိုကကိုပျော်လို့အမတ်တရားအနေနဲ့တင်တဲ့သဘောပါပဲအေယူတတာပြောရရင်တော့ကြောင်ရတဲ့သဘောလည်းပါပါတယ်မတွေးခဲ့မိတာအဲ့ချိန်မှာကိုလောက်စာအုပ်မရတဲ့သူတွေသူတို့အရေးသားမကောင်းလို့မဟုတ်ပဲနဲ့ကျွန်တော်ရေးတဲ့စာမျိုးစားလို့အယောင်မတွက်တာမို့ဘဝမှာအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့သူတွေဘလို့ခံစားသွားမယ်ဆိုတာပဲ။ အဖေများနဲ့အမေများနဲ့မှာကိုအဖေကိုအမေအကြောင်းကိုရေးတင်မိဘမဲ့တွေမိဘရဲ့အစွန့်ပြစ်ခြင်းကိုခံရတဲ့သူတွေမိဘကပေးတဲ့စိတ်ဓာရတွေတပွေတပိုင်းနဲ့လူတွေကိုမှိတ်သွားတယ်လို့ကိုအိမ်အောင်ရေဘလောက်ကောင်းချောင်းကံကောင်းချောင်းမျှဝေရင်လည်းကိုလောက်ကံမကောင်းသူတွေကိုတတိမမှုမိတော့တယ်လို့ပေါ့ဒါတောင် လူအများနဲ့နိုင်ရှင်မိခြင်း social conversation ရဲ့စိတ်ပိုင်းဆိုင်ရာပေါ်တရားမှုတွေအကြောင်း မကြခဏပြောနေတဲ့သူနော်တင်းငယ်သွားစေတယ်မပြောမရှင်မကြင်မနဲ့ဖြစ်သွားစေတယ်အဲ့ဒီကနေတစ်ဆက်မနာလိုမှုတွေဖြစ်လာစေတယ်တဦးကိုတဦးတိုက်ခိုက်မှုတွေလုပ်မိစေတယ်ဒါရီခဏခဏရင်းနေတဲ့သူတို့တော့လေကိုယ်တိုင်ကတော့ ူများကိုကိုနဲ့လာပြီးတော့နိုင်ရှင်ပြီးအောင်ကိုအောင်မြင်မှုအစဉ်ပြေမှုတွေကြောင့်ပဲပြောနေပြနေမိခဲ့တယ်။အခုကျတော့ဘလို့ပဲပြောပြောကိုဘွားကအရင်အထက်စာရဲ့နှိမ်ပါတဲ့အနေထားကိုရှောက်လာခဲ့တယ်။အနည်းဆုံးတော့ရုပ်ပိုင်းဆိုင်ရာ အရာပေါ့ဘလို့ပဲအဲ့ဒါတွေကအရင်မကြည့်ဘူးပဲဆိုဆိုဒီလူဖွင့်စီထဲမှာနေမယ်ဆိုရင်တော့လုံးလုံးရရပြစ်ပယ်လိုက်လို့ရတဲ့အရာတော့မဟုတ်ဘူး။ဘသူကတော့ပြန်ပွဲရသွားပြီ။ဘွားကတော့ပြန်အင်ဝဲရပြီ။ ဘသူကတော့ပြင်ပယ်လို့မှာဘသူကတော့ဘယ်နိုင်ငံမှာမိသားစုနဲ့အခြေတကြနဲ့စားသဖြင့်စားသဖြင့်မြင်ရတိုင်းမှာကိုလန်ရှိအခြေအနေနဲ့သွားနိုင်ရှင်မိနေပြီးတော့အားမလို့အားမရဖြစ်တော့တာပဲအဲ့ဒီတော့မှကိုကအရှင်အဲ့ဒီလိုတွေရေးနေကြတော့လည်းသူများတွေပါဒီခံစားချက်တွေဖြစ်ခဲ့လိမ့်မယ်ဆိုတာကိုနားလည်သွားတော့တယ်လူဟာအဲ့ဒီနေရာကိုတိုင်းရောက်ဘူးလို့ရှိရင်ကိုချင်းမစားနိုင်ဘူးဆိုတဲ့စကားက ကောင်းပါတယ်လူဟာအဲ့ဒီနေရာကို ကိုယ်တိုင်မရောက်ဘူးလို့ရှင်ကိုချင်းမစားနိုင်ဘူးဆိုတဲ့စကားကတိမ်မှန်တာနော်ဒါကြောင့်တခါရေးဘူးတယ်အခုကာလာရော နောက်ကာလာမှာပါ ကိုအောင်မြင်မှုအဆင်ပြေမှုတွေကိုတန်းနိုင်တဲ့များချမပြတော့ဘူးဆိုတဲ့အကြောင်းမိဘတွေနဲ့ပတ်သက်တဲ့အချိန်မှနေပြီးမှလဲကိုမိဘဘလောက်ကောင်းကြောင်းကို ရှင်းမနေတော့ဘူးပြောရရင်ပြောင်းလဲသွားတဲ့ဘဝအခြေအနေကနေတင်ပြလိုက်တဲ့ ကိုချင်းစာတရားပဲပေါ့ဒါကြောင့်အဆိုလောကရန်တွေကဒါလူကိုပို့ပြီးတော့ရှင်းချက်လာစေတယ်ပြေးွားလာစေတယ်လို့ပြောရတာကိုတော့ကိုရဲ့ဘဝရဲ့အမတ်တရားတွေမို့အမှုမဲ့အမှန်မဲ့နဲ့တင်ပြီးခဲ့တာပါပဲဘသူ့ကိုမှနှင်နာစေပါတော့ဆိုတဲ့စိတ်တော့မရှိပါဘူးဒီအတွက်အခုတင်နေတဲ့သူတွေကိုလည်းအပြစ်မတင်ဘူးနားလေတယ်အာတုံအာနာခံစားရအောင် ပြောတာလည်းမဟုတ်ဘူးကိုရဲ့ပြောင်းလဲလာတဲ့ဘဝနေထိုင်မှုတကူ မျှဝေတဲ့သူပဲမျှဝေတဲ့တဘောပါပဲဒီနေ့ဆိုဆယ်တန်းအောင်စင်းနေထွက်တဲ့အချိန်ကာလတွေပြောင်းလဲလာရတဲ့အမြ2020တုန်းကပြောခဲ့တဲ့စကားတချို့ကို2025မှာပြောမနေချင်တော့ဘူးညင်းမနေချင်တော့ဘူးရွှေစရာတွေမရှိတဲ့သူတွေအတွက်ဒီလိုပဲပညာရေးကို စက်ကြမှာပဲလို့တွေးထားလိုက်မိတယ် ကိုသားသမီးအောင်တဲ့ဂုံကြီးတွေပါတယ်ဆိုတာလဲဂုံယူခြင်းကြမှာ post တင်ခြင်းကြမှာကိုနားလည်ပါတယ်လူဆိုတာကအင်မတန်မှအသားကြလွယ်တဲ့တတဝါပဲလေဒါလိုပြောင်းလဲပြင်လဲရှိလို့လဲလူသားမျိုးနဲ့ဆိုတာကတည်တံ့လာခဲ့တာကိုလေးနှစ်ခွဲဆိုတဲ့အချိန်ရတိုက်စားမှုရအောင်မှာတပြေးပြေးနှိသားတကြဖြစ်လာခဲ့တယ်။ဒါမှန်မဟုတ်တာတွေကိုတာမန်လိုပဲမှတ်ယူလာခဲ့တယ်။အဲ့ဒီအချိန်အသွေးထဲမှာပေါ်လာတာကတော့အခုထိ ကောင်းမမာနဲ့တောင်ခံအန်တို့ရင်ပညာရေးကိုခေယခစ်စင်းနဲ့ရှင်းဆက်နေရတဲ့ကလေးတွေစာတင်ရင်အသက်ပြောက်ခဲ့ရတဲ့ကျောင်းသားကျောင်းသူတွေစက်တရက်လောက်ချေချင်ခီးလျှောက်ပြီးတော့ဘေးလွရာကိုရှောင်လာခဲ့တဲ့တားငယ်တမိငယ်တွေကိုပဲသူတို့ဓာဓာတွေကိုကြားရင်မြင်ရင်ဘလို့ခံစားမလဲပေါ့မမြတားလိုက်တဲ့လောကကြီးလို့ပဲအပြည့်တင်နေကြမလား ကိုရဲ့ရွေးချယ်မှုကိုပဲနောက်ထားရနေကြမလားအခုထိကိုပန်းတန်ရအောင်မလုံနိုင်သေးတဲ့ကျွန်တော်တို့လူကြီးတွေကိုပဲအပြင်းမြင်ကြမလားမတွေ့တတ်ပါဘူးကျွန်တော်တို့အသက်အရွယ်တန်းမှာဖြစ်တဲ့ social conversation ဆိုတာကြော်ပြက်စရာလက်နက်တွေကြိယာပေါင်းမြောက်များစွာရှိပါတယ်လုံလောက်တဲ့ဘဝအတွေ့အကြုံပညာနာမည်ကွန်တရင်ရှင်းချက်မှုစသဖြင့်ပေါ့ဒီကလေး လူငယ်လေးတွေမှာတော့များများဆာဆာရှိသေးတာမဟုတ်ပါဘူး။ဒါကြောင့်လဲဒီစာလေးနဲ့တူကျွန်တော်တို့အရွယ်လဲကျွန်တော်တို့အရွယ်တွေလဲဒါမျိုးတွေခံစားရတဲ့အကြောင်းသူတို့ခံစားချက်ကိုထတ်တူမုံရင်တောင်းနည်းနည်းလေးတော့ဖြင့်သိနာလဲပါတယ်ဆိုတဲ့အကြောင်းကိုတရင်စကားပါလဲရတာပါပဲ။ကိုတာသမီးအတွက်ကိုအောင်မြင်မှုအတွက်အစဉ်ပြေမှုတွေအတွက်ပျော်နေဂုံယူနေတဲ့တပြိုင်တည်းထဲမှာပဲကိုတိုင်းပြည်ရဲ့စင်ရဲ ဒုက္ခတွေဟိုကြွေးတံတွေအနိဋ္ဌာယုံတွေကိုပြေးတတိရပြီးတော့နည်းနည်းလိုက်လောက်ဖြစ်ဖြစ်စင်ကြင်လိုက်နိုင်ပဲဆိုရင်ကိုအတိုင်းထက်အလုံးပေါ့ဒီလိုလျာတွေပိုင်းဆိုင်ခွင့်ရနေသေးတယ်ဆိုကြတဲ့ကိုကအများကြီးကံကောင်းနေပြီမို့လားဘာလို့များလူအများသိအောင်ချပြနေဦးမှာလဲအဲ့ဒီလိုတွေမလောက်လို့လဲလျှော့ပါသွားမယ့်အရာတွေမှမဟုတ်တာဘူးတချို့ကလည်းဒါကိုအပေါ်တွေပြောတယ်ထင်ကြလိမ့်မယ် ငါတို့ကတော့သူများတွေအောင်မြင်နေတာအဆင်ပြေနေရမြင်မှုရီတာတောင်ပွားပါသေးတယ်လို့ပြောရင် ပြောကြလိမ့်မယ်။ကျွန်တော်ကတော့လက်ရှိနေထားအရာနိုင်ရှင်မှုတွေရဲ့တန်ကိုကောင်းကောင်းချင်းသိခဲ့ပြီဖြစ်တာမို့ဒလိုလေးစင်ကြင်မိလာတာပါ။သူများတွေကြောင့်ကို့မှာဒီခံစားချက်တွေမဖြစ်အောင်တွားတလို့မရသလိုပိတ်ပင်လို့လည်းမရပါဘူး။ကျွန်တော်တို့တတ်နိုင်တာကတော့ကို့အားဖြင့် သူများတွေတိမ်ငင်မသွားအောင်ရှိနေတဲ့အပျော်လေးတွေပြောင်းမသွားရအောင်စင်ကြင်ဖို့ပဲဖြစ်ပါတယ်။ဒေါက်တာဖြိုတီဟာ28ရက်ခွင်လလက်ထောက်25ဟုတ်ကဲ့ဒါလေးကတော့ဆရာဒေါက်တာဖြိုတီဟာရှင်းသားထားတဲ့စာပါလေးကိုကျွန်တော်ကတစ်စင်ပြန်လဲပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဒီတရားနေပြီးတော့ကိုယ်အတွက် အတိတ်ပညာတကူကဘုသူသားတကူကိုရရှိလိုက်တဲ့ဆိုရင်ပဲကျွန်တော်များဟိုရတာတန်တဲ့အကျိုးရှိတယ်လို့ယူဆပါရခင်ဗျာဟုတ်ကဲ့အချိန်ပြီးပြီးတော့ లై ပါနားဆင်ပြီးတဲ့ dollar click ကတအိုးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပံပြိုသူ dollar click ကတော့အားလုံးပဲတဘာဝတရားကြီးရဖြစ်ပေါ်လာတဲ့ BND အစိုးရအာနာရှူတဲ့ဖက်စစ်ကောင်မိစ္ဆာကောင်ရဲ့ အန်တဲ့လက်တွေကနေပြီးတော့လွတ်ကင်းနေကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ clever juggling ကိုစားပြုတဲ့ကံကောင်းခြင်းအတွေ့အကြုံနဲ့ထူးခြားတဲ့ဂုဏ်သတ္တိတွေဟာ clicker တို့နဲ့ထပ်တူရှိနေပါစေခင်ဗျာ